မင်္ဂလာပါရှင်2025ခုနှစ်အေဘီလာ20ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗီဒါသတင်းများကို နေပြီးတော့မိုးလေဝသနဲ့ဇလားဗီဒါညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့ နေပူချိန်ခြေနေများမှာကချင်ပြည်နယ်မှာအေဘီလာရဲ့ပုံမှန်ပူချိန်ထက်1ဒီဂရီဆက်စီယပ်ပိုခဲ့ပြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီး ပဲကိုးတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာအေဗီလာရဲ့ပုံမှန်ဘူးချိန်တို့အောင်1ဒီဂရီဆက်စီယက်နဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာအေဗီလာရဲ့ပုံမှန်ဘူးချိန်တို့အောင်3ဒီဂရီဆက်စီယက်ရောင်းနေခဲ့ကကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာအေဗီလာရဲ့ပုံမှန်ဘူးချိန်ခန့်သာရှိခဲ့ပါတယ်2025ခုနှစ်အေဗီလာ19ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူးခြားတဲ့နေပူချိန်များမှာ 6မြို့မှာ40.3ဒီဂရီဆက်စီယံကွန်ကရစ်မြို့မှာ40ဒီဂရီဆက်စီယံအောင်လံမြို့မှာ39.4ဒီဂရီဆက်စီယံညောင်လေးပင်မြို့တောင်တွင်းကြီးမြို့နဲ့မြင်းမှုမြို့တို့မှာ38.5ဒီဂရီဆက်စီယံစီမကွေးမြို့မှာ38.3ဒီဂရီဆက်စီယံတာယာဝတီမြို့စကိုင်းမြို့နဲ့ဟင်းသရမြို့တို့မှာ38ဒီဂရီဆက်စီယံစီငတိုင်းချောင်းမြို့မှာ39.8ဒီဂရီဆက်စီယံနဲ့ ဆောင်းတူမြို့မှာ38.9ဒီဂရီဆက်စီယက်တို့ဖြစ်ကြပါတယ်။မှတ်သားဝယ်ရမူရီချိန်များမှာနေပြည်တော်ဇေယျသီရိမြို့နယ်နဲ့ကြံကင်းစိတ်သားတို့မှာ39.6ခွန်လက်မစီ၊ကြံမြို့မြို့မှာ39.5ခွန်လက်မ၊အောင်လန်းမြို့မှာ39.5တလက်မ၊ကျိုင်းတုံမြို့မှာ39.43လက်မ၊မူးတုံမြို့မှာ39.39လက်မ၊တရဲမြို့မှာ39.3တလက်မနဲ့ လယ်ဝင်းမြို့နေပြည်တော်စပူတင်းမြို့နဲ့ကံပလူမျိုးနဲ့မြန်အောင်မျိုးတို့မှာတုံညာတသမာနှစ်လေးလမစီတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လဲတနအိခွဲချိန်မူလီဝတာကျူရူမှာဖမ်းယူရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်ော်လယ်ပိုင်းမှာ တိန်နှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်ော်တို့မှာတိန်တိတ္တမာတိတ်ထူးထက်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ် ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ခြုံခြင်း၊မိုးကြိုးပြစ်ခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စေများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနယ်ပြည်နယ်များမှာ တိမ်အင်းတိမ်မှာတိတ်ထူးထက်နေတာကိုတွေ့ရပါတယ်။ ဒီကနေ့မြေပြင်မှုလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံအရှိမြောက်ပိုင်းဒေသတွေမှာလေဖျားရွနေနေတာကိုတွေ့ရပါတယ်။မြန်မာပြည်လေပြင်မှာလှိုင်းနေငယ်မှာလှိုင်းတည်တည်ရှိပါမယ်။လှိုင်းမြန်မာမြန်မာကန်ရီတန်တျောင်းနဲ့ကန်လွန်ပင်လေပြင်တို့မှာ လေးပြင်မှာ9ပြည်ကန်ရှိနိုင်ပါတယ်။မနေ့ပြမနေ့အထိခံမှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်ချင်းပြည်နယ် ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြနေပြီးတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်ရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကျကျနဲ့အေရဝီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ် အခုဆက်လက်ပြီးမနက်ဖြန်အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြောတဲ့ဤတော်ရဲ့အတွက်မနေ့ပြမနေ့အထိမိုးလေဝသချင်းဤခမန်းချက်မှာတိမ်သည်တည်ဖြစ်ထွန်းပြီးမိုးထချုံရင်နေရာကကြောင်းမိုးရပါမယ်အမြင့်ဆုံးဦးချိန်မှာ38ဒီဂရီဆက်စီယက်69ဒီဂရီ ဖာရင်ဟိုက်နဲ့အနေဆုံးဦးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတော်ရဲ့အတွက်မနေ့ပြမနေ့အထိမိုးလေဝသချင်းဤခမန်းချက်မှာတိမ်သည်တည်ဖြစ်ထွန်းပြီးမိုးထချုံရင်နေရာကကြောင်းမိုးရနိုင်ပါတယ် အမြင့်ဆုံးဘူးချိန်မှာ39ဒီဂရီဆက်စီယက်69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးဘူးချိန်မှာ25ဒီဂရီဆက်စီယက်89ဒီဂရီ ဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတစ်ဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်တိမ်ဖြစ်သွေးပြီးမိုးထချုံရင်နေရာကွက်ကြားမိုးရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ39ဒီဂရီဆက်စီယက်69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးဘူးချိန်မှာ25ဒီဂရီဆက်စီယက် 89ဒီဂရီဖာနဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံပန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထက်ပိုင်းချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်မှနေရာနှံပြမိုးထချုံရွာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလန့်တဲ့နာရီချိန်ထုတ်ပြန်တဲ့မိုးလင်းဝတ္တနဲ့ဇလားဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။